မင်္ဂလာပါ World Corner မှာအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာကတော့နောက်ဆုံးရ Breaking News တဲ့အကြောင်းပါပထမဆုံးပြောပြချင်တဲ့အကြောင်းအရာကတော့ဒီရုရုအူမာခါနဲ့မာလခင်ရဲ့ပွဲပြတ်သွားတဲ့အကြောင်းအရာပါခင်ဗျအဲ့တော့ဒီနေ့ Nekin ဘိုင်းလောက်မှာပဲ World Championship ကဒီတတင်းကိုကျင်းပလာတာဖြစ်ပါတယ်ပထမဆုံးကျင်းပတာကတော့ဒီ Bangkok Post ပါ Bangkok Post ကျင်းပပြီးမှပဲ World Championship ကကျင်းပလာတာဖြစ်ပါတယ်အဲ့တော့ရုရုအူမာခါကအတီးပွဲရနဲ့နှုတ်ထွက်တော့ပါပြီဘာလို့လဲဆိုရင် သူကပြီးခဲ့တဲ့ကြက်မှာပဲကား accident ဖြစ်ခဲ့တယ်ဆိုပြီးတော့ကြေညာထားတာဖြစ်ပါတယ်။ one championship ကကြေညာထားတာတော့ရူရူမကဒဏ်ရာပြင်းပြင်းထန်ထန်ရရှိတဲ့အတွက်ဒီ champion ကားကွယ်ပွဲကိုရွှေ့ဆိုင်လိုက်ရတယ်။ဘယ်ချိန်မှပြန်လည်ကျင်းပပေးမလဲဆိုတာသူတို့ဘက်ကတရားဝင်ပြန်လည်ကြေညာမယ်ဆိုပြီးတော့ထုတ်ပြန်ထားတာဖြစ်ပါတယ်ခင်ဗျ။ဒါတော့သူတို့ရဲ့အကျင့်ရချက်ပေါ့နော်ဒီ root ဥမာခံရဲ့လူမှုကွန်ရက်ဆာမျက်နှာကိုကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့တစ်ပတ်တည်းကနေသူက update တင်နေမတင်တော့ပါဘူးခင်ဗျ ပြီးခဲ့တဲ့ရက်ကတင်လာတဲ့ဓာတ်ပုံတွေဗီဒီယိုတွေကအဟောင်းတွေဖြစ်ပါတယ်။ update ရိုက်ထားတဲ့ဟာတွေမဟုတ်တော့ပါဘူး။အဲတော့ one to one check ကတော့ပြင်းပြထန်ထန်တန်ရာရတယ်လို့ကြေညာထားတာဖြစ်ပါတယ်။ဒါကတော့စဉ်းစားစရာတော့ဖြစ်နေတာပေါ့နော်။ဒါပေမဲ့လည်းသူတို့ဘက်ကကြေညာထားတော့လေဒီအတိုင်းပဲကျွန်တော်တို့ကမှတ်ယူရမှာဖြစ်ပါတယ်။အဲတော့လာမယ့်နိုဝင်ဘာ16ရက်နေ့မှာဒီရူရူဥမာခံနဲ့အနတိုလီမာလခင်ရပေါ်ရတော့ပါဝင်လာခြင်းမရှိတော့ပါဘူး။နောက်တစ်ခုကအစားထိုးလို့မရဘူးလားဆိုတဲ့အကြောင်းအရာပါခင်ဗျာ။ အနတိုလီမာလခင်ကဒီနှစ်တစ်နှစ်လုံးပွဲမရခဲ့ပါဘူးဒီပွဲကစားရဖို့ပဲသူကလည်းအရင်ကအားခဲရတာဖြစ်ပါတယ်အဲ့တော့ဒီတင်းထွက်ထွက်ချင်းမှာပဲအနေထိုလီမာလခင်ကလည်းလုံးဝကိုစိတ်ပြတ်သွားတဲ့အနေထားကိုကျွန်တော်တို့တွေ့ရပါတယ်ခင်ဗျဟုတ်ပြီအဲ့တော့နောက်ထပ်တစ်ခုကတော့ဒီခုနကပြောတဲ့အစားထိုးလို့မရဘူးလားဆိုတဲ့အခြေအနေပေါ့နော် လက်ရှိဒီဂျပန်မှာကျင်းပမဲ့ပွဲစဉ်ကြီးမှာ ရှမေးအာဒေါ်ကန်နဲ့တာကီယိုချီရဲ့ပွဲစဉ်လည်းပါဝင်တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီပွဲကတော့လုံးဝကိုသွားထိတာမရှိဘူး။အခုဒီပွဲစဉ်ကြီးကိုပဲသူတို့ကဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။အဲ့တော့သူတို့ပြောတဲ့အတိုင်းပဲရူရူကတန်ရာပြင်းပြင်းထန်ထန်ရတယ်ဆိုရင်တော့ပွဲဝေးသွားမှာသိချပါလားခင်ဗျ။အဲ့တော့နက်ထိုလီမာလခင်ကဒီတာကီယိုချီနဲ့ရှမေးအာဒေါ်ကန်ဒီနှစ်ယောက်တည်းကနေအနိုင်ရတဲ့လူနဲ့လာမဲ့နှစ်ဆန်းပိုင်းမှာချန်ပီယံကာကွယ်ပွဲထိုးရနိုင်ချေရှိပါတယ်။ ဂျပန်ဖိုက်တာတာကီယိုချီအနိုင်ရရင်တော့ဒီ heavyweight ရိုးရိုးပွဲစဉ်ဖြစ်သွားနိုင်တယ်။ဒါမှမဟုတ်ချင်းမင်းအာဒုံကအနိုင်ရပါရင်တော့အနတိုလီမာလခင်ရဲ့ light heavyweight ချန်ပီယံကပတ်ကိုကာကွယ်ပွဲထိုးဖို့ဖြစ်လာနိုင်ပါတယ်ခင်ဗျ။အဲ့တော့အခြေအနေကတော့အချက်ဆောင်ကျမှာဖြစ်ပါတယ်။ပြောမယ်ဆိုရင်ကျွန်တော်အတွက်ကတော့အခုလာမဲ့ဒီဂျပန်မှာကျင်းပမဲ့ပွဲစဉ်မှာကျွန်တော်စိတ်ဝင်စားတဲ့ပွဲကတော့မရှိတော့ပါဘူး။ရှမေးအာဒိုကန်နဲ့တာကီယိုချီရဲ့ပွဲပဲ နည်းနည်းစိတ်ဝင်စားတော့ဗောနော်ကြံတဲ့တွဲဆိုင်ညာတော့လုံးဝကိုစိတ်မဝင်စားတော့ပါဘူးအဲ့ဒါကကျွန်တော်ဘက်ကပြောတာဗောနော်โอเคနောက်ထပ်အကြောင်းအရာပြန်ပြောမယ်အဲ့တော့နောက်ထပ်အကြောင်းအရာကတော့မေဝေတာရဲ့အကြောင်းအရာပါခင်ဗျာမေဝေတာကလွန်ခဲ့တဲ့နှစ်လလောက်ကသူကပတ်စံတွေထုတ်ကြောလာတာဖြစ်ပါတယ်အဲ့ဒီပတ်စံတွေကလာမဲ့2026ခုနှစ်မှာမိုက်တန်ဆန်နဲ့ကစားဖို့စာချုပ်ရရှိတဲ့ပတ်စံတွေဖြစ်ပါတယ်အဲ့တော့ဒီအတိုင်းပဲ အခုနှစ်လကြာတော့တဲ့အချိန်မှာမနေညပါတော့မနေညပဲအခုဒီပုံကိုပြန်လည်ချပြလာတာဖြစ်ပါတယ်ခင်ဗျအဲ့တော့တိုက်ဆိုင်တာတခုပေါ့နော်ကျွန်တော်တို့လည်းလုံးဝကိုခံမှန်းလို့ရပါတယ်အဲ့တော့ပါလေဆိုရင်အရင်တစ်ပတ်ကပဲမေဝေတာနဲ့မန်နီဖက်ချူရဲ့ပွဲစဉ်မချေပွဲပြန်ထုတ်ဖို့ညှိနှိုင်းနေပြီဆိုတော့တင်းထွက်ပေါ်လာတာဖြစ်ပါတယ်။အဲ့တော့မကြပါဘူးမနှိမ့်ရပါပဲအခုပတ်စံဒီရွေပြန်လဲထုတ်ကြောလာတာဖြစ်ပါလားခင်ဗျ။ဒါဆီယံငွေပဲရှိပါသေးတယ် လက်ရှိပုံစံပွဲစဉ်ကြီးတွေကိုကျင်းပပေးနေတဲ့ promoter ကတော့ဒီ top rank လို့ခေါ်တဲ့ promotion ဖြစ်ပါတယ်။အဲ့တော့ပြောမှဆိုရင်ဒီ mayweather ကတော့သူလိုအပ်တဲ့ပတ်စံသူလိုချင်တဲ့ဘောက်ကို top rank company ကြီးကနေယူလို့ရနိုင်တဲ့အခြေအနေမှာပါ။အခုမှမဟုတ်ပါဘူး။အရင်ကတည်းကနေအဲ့လိုပဲယူခဲ့တာဖြစ်ပါတယ်။ပြောချင်တာက mayweather ရဲ့ image ကလည်းလုံးဝကိုမကြသေးပါဘူးခင်ဗျ။ပတ်စံလိုတဲ့ဘောက်ကိုရှာနိုင်တဲ့အခြေအနေမှာကျွန်တော်တွေးရပါတယ်။ ဲ့တော့အဲ့လောက်များတဲ့ပတ်စံတွေသူပင်မှာတင်ထားလေးပေါ့နော်အဲ့ဒီအချက်ကိုပြန်ပြောမယ်ဆိုရင်ပထမအဆုံးသူယင်းနေမြုံနေတာကတော့စီးပွားရေးဘက်မှာပါအဲ့ဒါပြီးမှဒုတိယအခြေအနေနဲ့သူကနာယီတွေဝင်စုဆောင်းတာဖြစ်ပါတယ်အဲ့တော့ဒီနာရီတွေကရိုးရိုးဒီတထဲတွေဝယ်လို့မရပါဘူးခင်ဗျ။ပတ်စံရှိတိုင်းလည်းဝယ်လို့မရပါဘူး။ဒီကုမ္ပဏီဘက်ကနေနာရီဝယ်ယူမဲ့လူရဲ့ background တွေလိုက်တယ်။သူဘာလုပ်ငန်းတွေလုပ်တယ်ဆိုတဲ့ဟာတွေကိုခိုင်ခိုင်မာမာလိုက်ပါတယ်ခင်ဗျ။အဲ့တော့ပြီးမှလည်းနာရီဒီ တောင်းချီတန်ပေါ့နော်ဒေါ်လာတောင်းချီထောင်ချီတန်တွေနားရအများကြီးဝယ်စုရပါတယ်အဲ့ဒါတွေပြီးမှပဲကုမ္ပဏီဘက်ကကန်လန်းတဲ့တန်းချီတန်နဲ့နားရတွေဝယ်ယူခွင့်ရရှိတာဖြစ်ပါတယ်အဲ့တော့ဒီမွေဝေတာကတော့နားရပေါင်းများစွာကိုသူဝယ်ယူခဲ့ပြီးပါပြီအဲ့ဒါကြောင့်သူကတန်းချီတန်နဲ့နားရကြီးလည်းဝယ်ယူလို့ရပြီဖြစ်ပါတယ်သူစုဆောင်းထားတဲ့နားရ collection နဲ့အားလုံးစုစုပေါင်းမယ်ဆိုရင်တန်း200လောက်ရှိပြီလို့ခန့်မှန်းကြပါတယ်ခင်ဗျာ အဲ့တော့တကယ်ကိုများတဲ့အမှောက်ပါမြန်မာဝင်နေဆိုကျွန်တော်အတွက်လို့တော့မနိုင်တော့ပါဘူးဒါကအနာကြီးမှာပဲရှိသေးတယ်ပြီးတော့သူဝယ်စုတဲ့နောက်တစ်ခုကတော့ပြန်ကားတွေပေါ့နော်တကယ် luxury ဆန်နဲ့ပြန်ကားတွေကိုသူလည်းဝယ်စုထားတာဖြစ်ပါတယ်ဒါပေမဲ့လည်းအဲ့ဒီအပိုင်းမှာတော့သူတန်း200လောက်ပဲရင်းနှီးထားတာဖြစ်ပါတယ်ခင်ဗျဘာလို့လဲဆိုရင်အဲ့ဒါကပတ်စံအမြန်ပြန်ပေါ်လို့မရဘူးတကယ်လိုအပ်တဲ့လူတွေပြန်ဝယ်ချင်တဲ့လူရှိမှသူကပြန်ရောင်းလို့ရမှာဖြစ်ပါတယ်အခု나ကြီးကအဲ့လိုမဟုတ်ပါဘူး အခုလက်ရှိတခုခုဖြစ်လို့နိုင်ငံရေးဖြစ်လို့တခြားပြင်ပကိုတွားရတယ်။တောင်မောက်လည်းအိမ်ကြီးမီးလောင်နေပေါ့နော်။ဥပမာပြောပြတာအဲ့လိုမျိုးဖြစ်ခဲ့မယ်ဆိုရင်ဒီနိုင်ရီတလုံးလောက်ပဲလက်မှာကောက်တက်ပြီးတော့အပြန်ထွက်လို့ရပါတယ်။အဲ့ဒီနိုင်ရီတလုံးရဲ့တန်ချေကတန်းဆယ်ချီတန်ပါတယ်။ပြီးတော့ပတ်စံလည်းအမြန်ပြန်ဖော်လို့ရပါခင်ဗျ။ဒီကုံမိမှာပြန်သွားတွင်းရင်တော့မှသူလိုချင်တဲ့ပတ်စံအမောင်းအကုန်ပြန်ရပါတယ်။အဲ့ထက်တောင်မှပို့ပြီးတော့ရတဲ့အမောင်းကိုလည်းရကောင်ရနိုင်ပါတယ်ခင်ဗျ။ အဲ့ဒါကြောင့်မေဝေတာကလာရီ collection ကိုသူကစုဆောင်းထားတာဖြစ်ပါတယ်။အဲ့တော့လာမယ့်2026ခုနှစ်မှာသူကအပွဲနှစ်ပွဲထိကစားရမှုရှိတယ်။ပထမဆုံးပွဲကတော့ဒီမိုက်တန်ဆန်နဲ့ပွဲပါ။အဲ့ဒါကတော့ April လောက်ဖြစ်နိုင်မျိုးဆိုပြီးတော့ခံမှန်းထားကြပါတယ်။ပြီးတော့နောက်တစ်ပွဲကတော့ Many Factor နဲ့ကစားရမယ့်ပွဲစဉ်ပါ။ဒီပွဲကတော့ professional ပွဲဖြစ်လာနိုင်ခြင်းရှိပါတယ်ခင်ဗျ။ဟုတ်ကဲ့အဲ့ဒါတော့မေဝေတာရဲ့အကြောင်းပါခင်ဗျ။နောက်ထပ်အကြောင်းအရာကတော့ဂျော့ရှော့မန်ရဲ့အကြောင်းအရာပါ။ ဂျော့ရှော့ပန်ကမနေရမှာပဲသူ့ရဲ့ကားကိုထုတ်ပြလာတာဖြစ်ပါတယ်အဲ့တော့အရင်ကသူစီးနေကြကားတော့ဒီ Cadillac Salon ကပေါ့နော်ဒီ Salon ကားကဒေါ်လာ3000ကျော်လောက်ပဲတန်ပါတယ်မြန်မာငွေနဲ့ဆိုရင်3300ဝန်းကျင်ရှိပါလားခင်ဗျမနေရသူပြန်လဲချပြလာတဲ့ကားကတော့ Chevrolet Offroad ကားပါဒီကားကဒေါ်လာ9000ကျော်ထိတန်ပါတယ်မြန်မာငွေနဲ့ဆိုရင်3000ကျော်ပါခင်ဗျတကယ်ကိုတန်ဖိုးကြီးတဲ့ကားကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ် ီးခဲ့တဲ့လကဒီ NS Barrier သူ့ရဲ့ဆရာ Glover တီရှိရာကိုဝယ်ပေးတဲ့ကားလိုမျိုးပဲဒါပေမဲ့ Series တော့မတူညီပါဘူးအဲ့တော့ LS Barrier ဝယ်ပေးတဲ့ကားက3000ကျော်လောက်ရှိပါတယ်။အခု John Shopan ဝယ်စီးတဲ့ကားတော့3000ကျော်ရှိပါခင်ဗျ။အဲ့တော့ John Shopan ကအိမ်ကိုလည်းထောက်ပံ့နိုင်တယ်။အိမ်လည်းဝယ်ပြီးသွားပြီ။ကားကောင်းတွေလည်းဝယ်စီးနေပြီဖြစ်ပါတယ်ခင်ဗျ။အခုလာမယ့် December 6ရက်နေ့ဒီပွဲစဉ်မှာ John Shopan ရရှိမဲ့ထိုးချင်းက ဒီလိုမျိုး off road car ကို73ကြီးလောက်ဝေယူနိုင်မှာဖြစ်ပါတယ်။အထက်လည်းပိုကောင်းပိုသွားနိုင်ပါတယ်။အဲတော့လာမယ့်ဒီဇင်ဘာလအပွဲပြီးရင်တော့ချော်ချော်ပန်ကတကယ်ကိုချမ်းသာတဲ့လူငယ် fighter ဖြစ်လာတော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒီနေ့တလောပါပဲ။နောက် video မှာပြန်ဆုံးမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။